အာစနယ်ကစားမလေးဥပါဝင်နေတဲ့ဒီရာသီရဲ့အကောင်းဆုံးပရီးမီးယားလိပွဲအတွက်စတဲ့ရောက်2025-2026ပရီးမီးယားလိရာသီရဲ့သုံးပုံတစ်ပုံကျော်ကိုကျော်လွန်လာချိန်မှာတော့လက်ရှိတင်ကိုစီအတွက်ခြေစွမ်းပြနေတဲ့ကစားမတွေကိုစုစည်း၍ခြေထားတဲ့တနင်္လာအကောင်းဆုံးပွဲအတွက်စတဲ့ရောက်ကိုဒီနေ့မှာဖော်ပြပေးလိုက်ပါရစေ။နောက်တန်းတဲ့ကိုယ်တော်မှာအာစနယ်ကိုယ်တော်မှာဒီပေရာယာကကလင်းရှိအများဆုံးရရှိထားပြီးမြေအစင်တမချဲရဆန်လန်ရဲ့ကိုယ်တော်မှာကဦးဆောင်နေတာဖြစ်ပြီးခန်းစီပိုင်းမှာလည်းအာစနယ်ကစားမ၃ဦးထိပါဝင်ခဲ့တာဖြစ်ပါရစေ။ ယူဒန်တင်ပါနဲ့ကာလာဖီယိုရီတို့ကတော့ left back နဲ့ right back နှစ်နေရာအတွက်အကောင်းဆုံးဖြစ်နေပြီးတော့အာဆင်နယ်အတွက်လည်းဘေးတောင်မှနှစ်ဖက်မှာစွမ်းဆောင်ရည်ကောင်းတွေပြသခဲ့လို့နေရာယူထားနိုင်ခဲ့ပါတယ်။ဒါပြင်အာဆင်နယ်ရဲ့ဘရာဇီးနောက်ခံလူကာဘရီယယ်ကလည်းဒီအာဒီမှာသူ့ရဲ့လွမ်းမိုးနိုင်စွမ်းကိုပြသနေပြီးတော့တောင်းကန်ပေါ်များကနေတိုက်စစ်ကိုဖန်တီးပေးရမှာလေထိရောက်နေပါတယ်။ပဲလစ်အသင်းကောင်းဆောင်ဂူယီကတော့ကန်စင်းမှာကာဘရီယယ်နဲ့ဒန်တူအဆင်ရှိခဲ့ပြီးတော့သူ့ရဲ့ခြေစွမ်းကြောင့်ပဲလစ်က clean sheet ဒုတိယအများဆုံး9ချိန်ထိထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ကွင်းလေ ညာရမန်ကွင်းနဲ့အတွက်ကတော့မန်စရီကဖိုရန်ကငါဂိုရီတင်ယူထားပြီးထိရောက်တဲ့ခြေစွမ်းပြသနေပါပြီ။ဒါပြင်သူ့ရဲ့ခြေစွမ်းက2026ကမ္ဘာပလားမှာအင်္ဂလန်နေပြတော်မတ်တူဟဲအတွက်လည်းစိတ်ချထားလို့ရပါပြီ။အာဆင်နယ်ကဒီကလန်ရိုက်စ်ကလည်းလီးရဲ့အကောင်းဆုံးကွင်းလှည့်သူဖြစ်တယ်လို့သတ်မှတ်လို့ရပြီးတော့မာတင်ဆူပီမန်နီရောက်ရှိလာမှုကြောင့်တိုက်စစ်ကိုပုံမဦးဆောင်ကွင်းရရှိထားပြီးတော့တင်ကိုနကိုနဲ့ဂိုဖန်နီမှု၄ချိန်ပြလုပ်ထားပါပြီ။ပေါင်73တန်းနဲ့ဆန်နလန်းကိုရောက်ရှိလာခဲ့သူရှာကာကလည်းကွင်းလယ်မှာအတင်းအတွက်မာကျော်ရဲခန်းစစ်ပိုင်းကိုပေးဆွမ်းပြီးတော့ ရာသီအကောင်းဆုံးခြေစွမ်းကိုရရှိနေတယ်ပါ။ဗီရမန်ကွင်းလဲမှာတော့မန်စီကဒေါကိုပဲရွေးချယ်ထားပြီးတော့သူ့ရဲ့လင်းမြန်နှုံးနဲ့ဘောလုံးဆွဲပြစ်နိုင်မှုစွမ်းရည်တွေကြောင့်ပြိုင်ပွဲနောက်ခံလူတွေအတွက်အမြဲစေနောက်ရှက်ဖြစ်စေခဲ့ပြီးတော့၁၄ပွဲမှာဒေါကိုနဲ့ဂိုးပန်တီမှု၅ချိန်ပြုလုပ်ထားပါတယ်။ရှေ့တန်းတိုက်စစ်ဒိုင်စင်မိုနီယာအတွက်အာလီဟာလန်ကိုရွေးချယ်ထားပြီးဒီရွေးချယ်မှုကိုဘယ်သူမှညင်နိုင်မလို့မထင်ပါဘူး။နော်ဝေကစားမကပရီးမီးယားလိမှာဂိုးရီးယားအမြန်ဆုံးသိမ်းနိုင်သူဖြစ်လာခဲ့ပြီးတော့၁၄ပွဲမှာ၁၅ဂိုးသိမ်းယူထားခဲ့တဲ့နှုံးက ပွဲစဉ်တိုင်းမှာတင်းကိုတကိုးချက်ပိုတင်းထားနိုင်တာလည်းဖြစ်ပါ ड़ी တဖက်မှာ Brian Ambumo နဲ့ Joan Wiser ကတို့ထွက်ခွာပြီးတဲ့နောက် Brandford အသင်းနေနဲ့ရုန်းကန်ရလိမ့်မယ်ဆိုပြီးတော့လူများကခံမှန်းကဲကြောက်ပြီး Igor Tiago ကအစားတို့ဖြစ်စီပေးုံနာမှာကပုံမကောင်းမွန်တဲ့ခြေစွမ်းကိုလည်းပြသခဲ့ပါ ड़ी ပြီးကြတဲ့ရာသီကအင်္ဂလန်ထိပ်တန်းလိမှာ169မိနစ်တာကစားခဲ့ရတဲ့အသက်24နှစ်ရွယ်ဒီကစားမကအခုရာသီမှာ14ပွဲကစားပြီးတော့သင်ကို17ဂိုးထိသွင်းယူထားတာဖြစ်ပါ ड़ी ဆိုတော့ဒီပွဲထက်ကစားမှာ17ရောက်စီရင်ကလက်ရှိရာသီရဲ့ထိပ်တန်းခြေစွမ်းကိုပြသနေတဲ့ စားမတွေကိုနေရာလိုက်ဟန်ချန်းညီညီရွေးချယ်ထားတဲ့စီရင်ကောင်းတစ်ခုပဲဖြစ်ပြီးတော့အခြားထည့်သွင်းစရာအစားထုတ်လုပ်တဲ့ကစားမတွေရှိတယ်ဆိုရင်လည်းဝင်ရောက်ပြီးတော့မှမှတ်ချက်ပေးသွားကြလို့ရပါတယ်ညာဘွယ်ရက်ဆက်တယောက်စီရင်မှာပရီးမီးယားလိဂ်ထိပ်တန်းကလပ်အသင်းကြီးများဖြစ်ကြတဲ့မန်ချက်စတာယူနိုက်တက်၊ချယ်ဆီနဲ့လီဗာပူးတို့ကနေကစားမတူမှပါဝင်လာခြင်းမရှိတာကဒီအသည်မှာအသင်းကြီးတွေရင်ဆိုင်နေရတဲ့စိန်ခေါ်မှုများနဲ့ခြေစွမ်းတည်ငြိမ်မှုကင်းမဲ့ခြင်းကိုအထင်ရှားပြသနေတာဖြစ်ပါတယ် ညတက်ကလက်ရှိမှာအဆင်းရှိနေရမှာဒါရက်ဒီနေပြီးတော့နီဗျာအမော်ရင်ရဲ့ပြောင်းလဲမှုရှိတဲ့နီဗျာနဲ့ရက်လက်ဆိုးရီကြောင့်ကစားမတူချင်းစီရဲ့စွမ်းဆောင်ရည်ကလည်းထိတ်တန့်အဆင့်ကိုမရောက်ရှိနိုင်ပဲရှိနေရပါတယ်။ချက်စီကတော့နီဗျာတီရဲ့လက်အောက်မှာအသင်းဖွဲ့စည်းပုံမတည်ငြိမ်သေးပေနဲ့အသင်းအခြေစွမ်းကလည်းအတက်ကြများနေတဲ့အတွက်ကစားမတူချင်းရဲ့ထူးခြားတဲ့စွမ်းဆောင်ရည်ကိုအတိမတ်ပြုလောက်အောင်ထုတ်မပြနိုင်သေးပါဘူး။လီဘောက်ကစားမတွေကလည်းဂိုတင်ဆက်ဟာလန်ဖန်ဒီရှင်ရိုက်စ်တို့လိုတူချင်းထူးခြားစွာလွမ်းမိုးထားတဲ့ကစားမမျိုးမရှိသေးတာကြောင့်ပြည့်ချက်ခံရခြင်းမရှိခဲ့ပါဘူး။ ီချိန်တွေကပရီးမီးယားလိမှာအာဆင်နဲ့မန်စီးတို့ရဲ့လွမ်းမိုးမှုကိုဖော်ပြနေပြီးရိုးရာအသင်းကြီးတွေအနေနဲ့လက်ရှိရာဒီမှာသူတို့ရဲ့အကောင်းဆုံးခြေစွမ်းကိုပြန်လည်ထုတ်ဖော်နိုင်ဖို့လိုအပ်နေကြောင်းသတိပေးလိုက်ခြင်းလည်းဖြစ်ကြောင်းပါခင်ဗျာ။